ဆိုဟဲ့လို့ကစမိုင်းဒီထက်ကဂူဘင်းလေးကိုဆော့ပြီး MB ယူလို့ရပါရင်နော်ဒီကြားထဲမှာတော့ခဏပိတ်ထားပါရင်နော်အခုတော့ MB ပြန်ပေးနေပါရင်နော် MB နဲ့ point တွေပြန်ပေးနေပါပြီလုံးမှ share ချမ်းပြီး MB တွေအများကြီးပေးတဲ့ကျွန်တော် application ကိုပေးတော့မှဖြစ်ပါရင်နော် application တော့ဘောအတွက်အင်ဇော့ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ VPN တစ်ခုခု download ပါကျွန်တော်ကတော့ jamjam VPN သုံးပေးပါမယ်နော်တကယ်ချင်းမဲ့စီလို့ကြိုက်တဲ့ VPN သုံးပေးလိုက်ပါနော်ကျွန်တော်ကတော့ jamjam ကိုသုံးပေးလိုက်မယ်ဒီ ။ဟောပါ cloud လေးကိုနှိပ်ပြီးဘူးပြီး join ပြီးလုံးပါပဲเนาะ။ဟဲ့။ကဲကဲလို့ဒီလိုမျိုးဟာလေးပေါ်လာလို့ဆိုလို့ရှိရင်ဒီကဘောက main account လေးကို main account အပြည့်အစုံပြည့်အောင်ဆောက်ပေးလိုက်ပါเนาะ။ဒါကျွန်တော် VPN အတိုင်းပါเนาะ brother တို့ VPN ဘယ်လိုတုံးဆိုတော့ကျွန်တော်မသိပါဘူးเนาะ။ brother တို့ဖုန်းမှာရှိတဲ့ VPN ခံပေးလိုက်ပါ။ VPN နဲ့ခံပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်ပါမယ်เนาะပြီးရင် VPN ခံထားလိုက်ပြီးသွားပြီဆိုလို့ရှိရင်အခုကျွန်တော်ရဲ့အခုကြည့်နေတဲ့ဗီဒီယိုအောက်ကောင်ဒီမိုးလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะ နှိပ်ပြီးသွားရင်ဒီမှာ link လေးတစ်ခုရှိပါမယ်နော် Telegram link လေးရှိပါမယ်အဲ့ဒီ link ကိုတစ်ခါနောက်တစ်ခါနှိပ်ပေးလိုက်ပါကဲနှိပ်ပေးလိုက်တယ်ညာဒီလိုမျိုးကျွန်တော်ရဲ့ Telegram channel တက်သူကတန်းပြီးဝင်လာပေးပါနော်ဒီမှာ application နားမှာပဲတန်းပြီးဝင်လာပေးပါပါနော်ဒီ application လေးကို down ပြီး install လုပ်ပေးလိုက်ပါ install လုပ်ပြီးအပြင်မှာတက်ထုတ်ပေးလိုက်ပါနော်ဒီ application လေးကို down ပြီးထုတ်ပေးလိုက်ပါအဲ့ဒီ application နဲ့ down ပြီး install လုပ်ပြီးတာပြီဆိုလို့ရှိရင်အဲ့ဒီ application လေးတက်တစ်ချက်ဝင်အားပေးပါနော် အခုတော့ကျွန်တော်ဒီ application ထဲမှာ future update တွေဘာတွေပါနေလာနေလဲဆိုတော့ကျွန်တော်ဒီ video ထဲမှာပြောပြပေးသွားပါမယ်เนาะအရင်ဆုံးအဲ့ဒီ application လေးတွေဝင်အားပေးပါမှဒီ application လေးပါเนาะ Tagno SM ဆိုတဲ့ application လေးပါเนาะကဲဝင်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့เนาะဒီညာထဲမှာတော့ကိုယ့်ရဲ့ mic ထဲဖုန်းနံပါတ်လေးချရေးပေးရမှာဖြစ်ပါရဲ့เนาะကိုယ့်ရဲ့ mic ထဲဖုန်းနံပါတ်လေးဒီညာထဲမှာချရေးပေးလိုက်ပါပေးပြလိုက်ပြီဆိုလို့ရှိရင်ဒီအောက်က send OTP ဆိုတဲ့ဟာလေးကိုနောက်တစ်ချက်ပြန်နှိပ်ပေးလိုက်ပါเนาะ ီအောက်ကပေါ့နော် send otp လေးကိုနောက်တစ်ချက်နောက်တစ်ချက်ပြန်နှိပ်ပေးလိုက်ပါပြီးရင်သင်ရဲ့ဖုန်း message မှာပေါ့နော် otp code ကနန်း6လောက်လေးကြားလာပါမယ်နော်အဲ့ဒီကနန်း6လောက်လေးကိုဒီနေရာလေးမှာထည့်ပေးရပါမယ်ကျောင်းရဲ့ code လေးကတော့ခွန်ရှစ်ခွန်ရှစ်ကိုနှစ်ကျွန်တော်ကလည်းမှာခွန်ရှစ်ကိုနှစ်ကို6ပဲဖြစ်ပါရဲ့နော် အဲဒီမှာကုတ်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ login လေးကိုတစ်ချက်နှိပ်ပစ်လိုက်ပါနော်ကုတ်လေးအမှရေးပြီးသွားရင် login လေးကိုနှိပ်ပစ်လိုက်ပါတစ်ခါတစ်ခါတစ်လေးကြာရင် line မကောင်းရင် login မဝင်ပါဘူးနော်ကဲဒီလိုမျိုးဟာလေးပေါ်လာပြီဆိုလို့ရှိရင်ဒီမှာသူတို့ရဲ့ channel လေးကိုပဲ join ပစ်လိုက်ပါနော် telegram channel လေးကိုပဲ join ပစ်လိုက်ပါဒါကျွန်တော်ရဲ့ application လေးပဲဖြစ်ပါရင်နော်ကျွန်တော်ရဲ့ telegram channel လေးကို telegram channel ဆိုရင်ကိုနှိပ်ပြီးကျွန်တော်ရဲ့ telegram channel လေးကို join ပစ်လိုက်ပါကဲဒီနေ့ဒီထဲမှာ future update တွေပါတယ်ပါလာနေပြီဆိုလို့ဆိုရရင်ပေါ့နော်ဒီထဲမှာတနည်းကို0.50 player မှာဖြစ်ပါရင်နော် တနေ့တစ်ခါဝင်ပြီးဒီ claim လေးကိုနှိပ်ပေးလိုက်တယ်နဲ့တနေ့ point 50တစ်ခါ free ရမှာဖြစ်ပါရင်เนาะကဲပြီးတော့ဒီထဲမှာ setting လေးနှိပ်ပေးလိုက်ပါ setting လေးနှိပ်ပေးသွားပြီဆိုလို့ရှိရင်ဒီနေရာလေးမှာကို mail ဒီဥကိန်းထည့်ဒီ speed လေးကိုပဲ change လုပ်ရပါရင်เนาะဒီခွန်ဆိုတဲ့နေရာလေးမှာကိုကြိုက်တဲ့လောက် speed ထည့်လို့ရပါရင်เนาะသူကတော့ပြထားတော့ခွန်ကနေပြီး20ကြားထားပါလို့သူပြောပြထားပါရင်เนาะဒါပေမဲ့ကိုကြိုက်တဲ့လောက်ထားလို့ရပါရင်เนาะကျွန်တော်ကဒီမှာ50ရေးပေးလိုက်ပါပြီ Aze ya bir tabi ki hemen şeyle uğraşan ne bileyim ben. Hemen şeyle ne bir tabi zulu için canı bu kendi de oyun sop yapı doba men no. Ki ben kendi oyun ne bir oyun bir layı ben no. Ta kadar ilerce ay lay makam na şeyin ki domyo opsi boğa do. Kendi de mo oyna do. Hemen çoğsa yani bir çoğsa mo çoğla do. Puzi mo çoğla do. Elu fitte de ben no. Lay makama ve oyun men no. Ta application day adayın ba ben no. Bu bir ekhan bir lukma mo oyun ben ne bir do. ဝေဖန်ခံပြီးမဝင်ပိုင်တဲ့ wifi နဲ့မဝင်ပိုင်တဲ့ normal myday internet number ဝင်ပါနော်ကဲဒီမှာ application ကတော့ an app တိုင်းပါပဲနော်ဒိုင်းဘက်ဒီထက်မှတော့ speed change လုပ်ရပါတယ်နော်ဒီမှာ browser တွန့်ပြနေပါတယ်နော်ကျွန်တော်ရဲ့ speed က50 speed နဲ့ဖြစ်ပါတယ်နော်50 speed ဆိုတော့အမြန်နှုံးပါနော်50အမြန်နှုံးနဲ့ဖြစ်ပါတယ်နော်ကဲဒါဆိုဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်နောက်ထပ်တင်တဲ့ဗီဒီယိုအတိတ်တိုင်းကြည့်ဖို့အတွက်ကျွန်တော်ရဲ့ဒီ channel လေးကို subscribe လေးနှိပ်ထားပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်